ကျေစည်းမှုမှာအာဟာရဆိုင်ရာချူချူဆံဝင်တယောက်ဖြစ်ပါတယ်ရှင်။ဒီနေ့ဗီဒီယိုလေးမှာတော့ဓမ္မဒါလာဆင်မှာကြုံတွေ့ရတဲ့ကျန်းမာရေးဆိုင်ရာပြဿနာများကိုကုညီဖြေရှင်းပေးနိုင်တဲ့အစားအသောက်နဲ့အာဟာရဓာတ်တွေအကြောင်းကိုမျှဝေချင်ပါတယ်။ဓမ္မဒါလာရယ်ဆိုတာကကျမတို့အမျိုးသမီးတွေတိုင်းကြုံတွေ့ရမဲ့သဘာဝအလှတရားတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ဒါကိုဒီဓမ္မဒါလာချင်းဆိုတဲ့အပေါ်မှာစိုးရိမ်တာတွေ၊ကြောက်ရွံ့စိတ်တွေပြီးတော့မှားရင်းတဲ့အယူအဆတွေအများကြီးရှိနေတတ်ပါတယ်။ ကြောင်မလို့ကျွားတို့ဒီဗီဒီယိုလေးမှာဆိုလို့ရှိရင်ဒီမာယူနဲ့အယူဆတွေကိုဘယ်လိုရှောင်ရှားမလဲကျမ်းမာယူနဲ့ညီညွတ်အောင်ဘယ်လိုနေထိုင်မလဲပြီးတော့ဒီဓမ္မဒါလာစင်မှာကြုံတွေ့ရတဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာပြဿနာလေးတွေကိုဘယ်လိုနီးလန်းဘယ်လိုအစားအသောက်လေးတွေနဲ့ကုညီဖြေရှင်းမလဲဆိုတဲ့အကြောင်းလေးကိုဆက်ပြီးတော့ဆွေးနွေးချင်ပါတယ်ရှင်ပထမအုပ်ဆုံးအပြူဖော်ဝင်ခြင်းကိုဆိုလို့ရှိရင်အသက်6နှစ်နဲ့16နှစ်ကြားမှာရှိတဲ့အမျိုးသမီးငယ်လေးတွေမှာစပြီးတော့တွေ့ရပါတယ်ကျမတို့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကတောင်နဲ့တောင်မတူညီတဲ့အတွက်ကြောင့်မလို့ဘယ်အသက်အရွယ်မှာတော့ဖြင့်အတိအကျ အပြုဖော်ဝင်ရမယ်ဆိုတာမျိုးကတော့အသက်မှတ်ချက်မရှိပါဘူးဒီ9နှစ်နဲ့16နှစ်အတွင်းမှာပထမဦးဆုံးအကြိမ်ဓမ္မတာလာတယ်ဆိုလို့ရှိရင်ဒါကိုအပြုဖော်ဝင်တယ်လို့သတ်မှတ်ပါတယ်အဲ့အပြုဖော်ဝင်တယ်ဆိုတဲ့အခါမှာတချို့လူတွေကကြတော့ကျွန်တော်အပြုဖော်ဆော့ဆိုးဝင်တယ်ဆိုလို့ရှိရင်ဒီအမျိုးသမီးငယ်လေးကစောစောရင့်ကျက်သွားပြီလို့ထင်တတ်ပါတယ်။ဒါပေမဲ့ဒီအပြုဖော်ဝင်တာဆိုလို့ရှိရင်ကျမတို့ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်တစ်ခုပဲဖြစ်ပြီးတော့ ဒီစိတ်ဓာတ်ရင့်ကျက်ခြင်းဒီလူကြီးဆန်လာခြင်းအကြောတော့ဒါစိတ်ပိုင်းဆိုင်ရာလက္ခဏာဖြစ်တဲ့အတွက်ကြောင့်မို့ဒီနှစ်ခုကတော့ဓာတ်ရအချိုးမကျတတ်ပါဘူးရှင်။ဒါကြောင့်မလို့အမျိုးသမီးငယ်လေးတွေအစစောအပြုဖော်ဝင်တာဆိုလို့ရှင်သူ့ကိုချက်ချင်းကြီးအရွယ်ရောက်သွားပြီလူကြီးတယောက်လိုမျိုးတတ်မှတ်လို့တော့မရသေးပါဘူးရှင်။နောက်ထပ်မှားယွင်းတဲ့ယူဆလေးကိုဆက်ပြီးတော့အနေနဲ့ရှင်းပြချင်ပါတယ်။အဓိကတော့ကျမတို့ပထမဦးဆုံးအပြုံးဖော်ဝင်တဲ့မိန်းကလေးတွေတပီးရာဆိုလို့ရှိရင်ကြောက်တတ်ပါတယ်။သူတို့အနေနဲ့ဒါခန္ဓာကိုယ်မှာပြောင်းလဲမှုတွေစဖြစ်လာတဲ့အခါမှာစိုးရိမ်နဲ့ ဟိုစိတ်ပူတယ်ဗောနော်ဒါပြင်ဒါကိုရှက်ရွံ့နေမပြောရဲဘူးဗောနော်ဒီလိုဟာလေးရှိတတ်တယ်ဒီဒီအတားစီးလေးတွေကိုကျမတို့ကတက်နိုင်သလောက်ဟိုဖြည့်ရှင်းပေးဖို့အကူအညီပေးဖို့လိုအပ်ပါတယ်ကျမတို့ဒီအမေတွေအမတွေအတော်တွေသို့မဟုတ်ဆရာမတွေတငယ်ချင်းတွေအားဆိုလို့ရှိရင်ဒီမျိုးသမီးငယ်လေးတွေစပြီးတော့အပြုဖော်ဝင်နေဆိုရင်ဒါကို ဘလို့ပြုမူရမယ်ဘလို့မျိုးတန်ရှင်းရေးလုပ်ရမယ်ဘလို့ကျမ်းမောင်နေရမယ်ဆိုတာလေးကိုတခြားလေးရှင်းပြစီချင်ပါတယ်။နောက်ပြီးတော့ကျွန်တော်မှားရင်းတဲ့ယူဆလေးတွေကကျွန်တော်ဒီရာသီလာရဲ့အချိန်မှာပေါ့ရေမချိုးရဘူးပြီးတော့ခေါင်းမလျှော်ရဘူးဒီခြေထောက်တွေမဆေးရဘူးဆိုတော့အယူဆလေးတွေကိုတော့စွန့်ပယ်ရပါမယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့အဲ့အချိန်မှာပို့ပြီးတော့တန်ရှင်းဖို့အောင်လိုအပ်ပါတယ်။ခေါင်းလျှော်လို့ရတယ်ရေချိုးလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ခေါင်းကိုဟိုသပင်းအရှိကြီးကိုချောက်အောင်မတုတ်ပဲထားတာတို့နောက်ပြီးတော့ရေချိုးရင်အကြာကြီးစိန်ပြီးချိုးနေတာတို့ဒါမျိုးလေးတွေတော့ရှောင်ရှားပါ ွေနွေထွထွေးနေပါတသက်ရှိရှိနေဖို့ကအရန်ရောအရေးကြီးပါတယ်ရှင့်ဒံတာလာတဲ့စင်မှာဆိုလို့ရှိရင်ကျမတို့ကတကွေတန့်ရှင်ရအရေးကြီးတဲ့အတွက်ကြောင့်မလို့ကျမတို့အမျိုးသမီးရဲ့ဝတ်တဲ့လုံးကြီးအတွင်းခံစကတ်တွေဘောင်းမီတွေအားလုံးကို 6တရောင်လျှော်ဖို့ပါနေနဲ့တခြားလှမ်းပြီးမှတက်မှတ်ရှိရှိဝတ်တင်ပါတယ်ဒကွေတန်ရှင်ရဲ့ဖြစ်စည်းတွေကိုလည်းအချိန်နဲ့အမျှလဲလဲတင်ပါတယ်တန်ရှင်ရဲ့အလုံးကိုအရေးကြီးပါတယ်ရှင်ဒီချိန်မှာတန်ရှင်ကိုအဓိကမထားလို့ရှင်ယောဂပိုးဝင်တာတို့စီးပိုးဝင်တာတို့တခြားနောက်ဆက်တွဲဆိုးကျိုးတွေအများကြီးဖြစ်တတ်ပါတယ်ဒါလေးတွေကတော့သိထားစရာလေးတွေပါနောက်တစ်ခုကတော့ယူဆမှားတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ဒီ coffee latte ကြီးအများကြီးမတောက်တင်ဘူးတို့လက်ဖက်တွေမစားတင်ဘူးဆိုတာကတော့သူကမှန်ပါတယ်ဘာလို့လဲဆိုတော့ဒီ ကော်ဖီလဖီရဲ့လက်ဖက်မှာပါတဲ့ဓာတ်ခါဆိုလို့ရှိရင်ဒီမှာတန်တဲ့စုံမှုကိုသူကနှောက်နေစေတဲ့အတွက်ကြောင့်မလို့ဒီမျိုးသမီးကန်လေးတွေမှာသွေးအားနည်းတာသွေးအားနည်းတာရဲ့နောက်ဆက်တွဲမူးဝေတာမျိုးတွေဒီတခြားခန္ဓာကိုယ်မှာလက္ခဏာတွေအများကြီးဖြစ်တတ်ပါတယ်ဒါကြောင့်ဒီဟာဒီလိုကော်ဖီလဖီရေတို့လဖက်တို့ဆိုလို့ရှိရင်ရှော့စားတင်ပါတယ်ရှောင်ရှားတင်ပါတယ်ရှင့်နောက်တစ်ခုကတော့ကျွန်တော်တို့ကဒီဓမ္မတာလာတဲ့အချိန်မှာကိုအိမ်တွင်းမုံမဲနေရမယ်ဆိုတာမျိုးလည်းမဟုတ်ပါဘူးတက်မဲ့ရှင်းရှင်းနေပြီးတော့ပုံမှန်တိုင်းလုပ်နေကြ ကျောင်းသွားတာမျိုးတွေအလုံးလုံးတာမျိုးတွေလုံးလို့ရပါတယ်။တမန်ရှင်းရှင်းလန်းလန်းဆန်းဆန်းနေလို့ရပါတယ်။ဒါရှက်စရာကိစ္စလုံးဝမဟုတ်ဘူးဆိုတာလေးကိုထပ်ပြီးတော့ပြောပြချင်ပါတယ်ရှင့်။ဒါဆိုရင်ကျွန်တော်တို့ဒီဒေါမတာဆလာတဲ့အချိန်နဲ့ဒေါမတာမလာခင်ကာလတွေပေါ့အရှိကိုတစ်ပတ်နှစ်ပတ်လောက်စောပြီးရတဲ့အခါမှာကျွန်တော်တို့ခန္ဓာကိုယ်မှာစပြီးတော့ပြောင်းလဲမှုတွေကိုခံစားရပါတယ်။ခန္ဓာကိုယ်အပြင်ကိုစိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေပါရှိတတ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကျတော့ဒီဓမ္မတာမလာခင်ကြုံတွေ့ရတဲ့ပြဿနာတွေပေါ့စိတ်ပိုင်းဆိုင်ရာမှာဥပမာကျွန်တော်ဒေါသထွက်လွယ်တာ ဝမ်းနည်းလွယ်တာအเจ้าကြီးမရှိဘဲနဲ့ငိုချင်တာမျိုးတွေဒါမှမဟုတ်လို့ရှင့်အိတ်မပြောတာစိတ်ဆိုးတာအဲ့လိုမျိုးလေးတွေကြုံတွေ့ရတတ်တယ်။ဒါလေးတွေကတော့စိတ်အတက်ကျဖြစ်တဲ့အခြေအနေလေးတွေဖြစ်ပါတယ်။ဒါတွေကတော့သဘာဝလေးပါပဲ။ဒါပေမဲ့ကျမတို့ဒါကိုဖြေရှင်းလို့ရပါတယ်။နောက်ပြီးတော့ကျမတို့ခန္ဓာကိုယ်မှာလည်းပြောင်းလဲမှုတွေအများကြီးဖြစ်လာတယ်။အဲ့ဒီအချိန်မှာဒီရင်သားတွေတင်းလာတာမျိုးတို့ byte တွေအောင့်လာတာခါးတွေနာတာပြီးတော့မှဟိုချွတ်တက်တာမျိုးတွေပြီးတော့နေလို့မကောင်းဘူးပေါ့နော်။ခေါင်းကိုက်တဲ့လက္ခဏာတွေအများကြီးရှိတတ်တယ်။ ဒါကြောင့်ဒီပြဿနာလေးတွေကိုကျွန်တော်တို့ဖြေရှင်းလို့ရတဲ့နည်းလမ်းလေးတွေရှိပါတယ်။အဲ့ဒါကတော့ကျွန်တော်တို့ evening primrose oil လို့ခေါ်တဲ့အစီဖြစ်ပါတယ်။သူကကျတော့ gamma linoleic acid လို့ခေါ်တဲ့အဆီဓာတ်တွေကျွဲဝရဲတဘာဝကနေ evening primrose အပင်ရဲ့အဆီရနေရရှိတာဖြစ်ပါတယ်။ဒီ evening primrose oil ဟာဆိုလို့ရှိရင်အမျိုးသမီးတွေမှာကြုံတွေ့ရတတ်တဲ့ဓမ္မတာမလာခင်နဲ့ဓမ္မတာလာစင်မှာကြုံတွေ့ရတဲ့ပြဿနာတွေတော်တော်များများကိုဖြေရှင်းပေးနိုင်တာတွေ့ရပါတယ်။အထူးသဖြင့်ကျွန်တော်တို့ဒီ menstruation ပေါ့နော်ယာတီလာနဲ့ပတ်သက်ပြီးတော့ဒီယာတီမလာခင်မှာကြုံတွေ့ရတတ်တယ်ခုနကလိုစိတ်ဓာတ်အတက်ကျဖြစ်တာ mood swing ဖြစ်တာပေါ့စိတ်ကပျော်သွားလိုက်ခဏနေငိုချင်လာလိုက်ပြီးဘသူ့ကိုစိတ်တိုးလို့မသိမှန်းတိုးလိုက်ပြီးမှအစာတွေကိုပူပြီးစားချင်လာတယ်ပေါ့နော်အဲ့လိုဒီစိတ်အပြောင်းလဲဖြစ်တာလေးတွေလည်းသက်သက်ပါစေတယ်နောက်ပြီးတော့ခန္ဓာကိုယ်ရဲ့အပြောင်းလဲမှုတွေပေါ့ရင်သားတွေတင်းတာဖိုက်တွေတင်းပြီးနာတာမျိုးတွေ ခါအောက်နာဒီဘိုက်တွေခါအောက်ပိုင်းတွေနာတာမျိုးတွေကိုလည်းရှော့ချပေးနိုင်အောင် တွေ့ရပါတယ်။ဒမ်တာလာနေရဲ့ဆင်မှာတချို့မျိုးသမီးပါဆိုလို့ရှိရင်ဒီဝမ်ဘိုက်ကျွတ်တာဝမ်ဘိုက်တွေနာကျင်တာမျိုးတွေတအိမ်ကညှစ်တဲ့အခါမှာတအားကိုမခံမြတ်နိုင်အောင်နာတဲ့သူတွေရှိတတ်ပါတယ်။တချို့လူတွေမှာကျတော့လေဒီနာတာကတိတ်ပြီးမစိုးလာဘူးပုံမှန်ဒီဟိုပုံမှန်ကြောင်းသွားနိုင်တဲ့အလုပ်သွားနိုင်တဲ့ပုံမှန်လုပ်ငန်းဆောင်တာတွေလုပ်နိုင်တဲ့လူတွေလည်းရှိတယ်။ဒါပေမဲ့တချို့မှာတော့ဆူဆူဝါးဝါးကိုနာကျင်ပြီးတော့အဲ့ရတဲ့မှာလဲရတဲ့အဆင့်ဒီ ဟိုကြိုက်ခဲပြောက်ဆေးတွေတောက်ရတဲ့အဆင့်ကိုရောက်တဲ့လူတွေလည်းရှိပါတယ်ဒါမဲ့ကျွန်တော်တို့အဲ့ဒါကိုကိုကအမြဲတမ်းဒီလိုဟိုတအားနာတဲ့လူထဲမှာပါတယ်ဆိုလို့ရှိရင်ဒါကိုချုပ်တင်ပြီးတော့ကာကွယ်ထားဖို့လိုအပ်ပါတယ်ဒီလိုဖြစ်မှာပဲကျွန်တော်တို့ကြိုက်ခဲပြောက်ဆေးတွေအများကြီးတောက်သုံးတာထက်စားလို့ရှိရင်အစောပိုင်းကလေးကနေကျွန်တော်တို့ဒီရာဒီမလာခင်တပတ်နှစ်ပတ်လောက်ကနေကြိုပြီးတော့ကျွန်တော်တို့ဒီ evening brown rose oil ပါတယ်ဖြစ်ဆက်စာတွေတောက်သုံးထားမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ကဒီနာကျင်မှုတွေကိုချော့ချပေးနိုင်ပါတယ်ဒါလေးကတော်တော်လေးထိရောက်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်ရှင်နောက်ပြီးတော့ကျွန်တော်တို့ဒီ ရာသီမမှန်တဲ့အမျိုးသမီးတွေပေါ့အထူးဖြင့်ဒီကျွန်တော်တာဝန်အိမ်မှာအလုံးနဲ့အရေးအိတ်လေးရှိတဲ့အမျိုးသမီးငယ်လေးတွေမှာဆိုလို့ရှိရင်ဒေါ်မတာကတလားနဲ့တလားကိုလာတဲ့အချိန်မတူဘူးဟိုလာတဲ့ပမာဏရောရက်တို့မတူတာတွေရောတော့ပြီးတော့ဝက်ချန်နေအများကြီးထွက်တာတွေတခြားဒီဟော်မုန်းမညီညာတဲ့ပြဿနာတွေတွေ့ရတတ်ပါတယ်ဒီလိုကိစ္စတွေမှာဆိုလို့ရှိရင်လည်းဒီ immune primus eye ကသူ့ရဲ့ကောင်းကျိုးတွေအများကြီးရှိပါတယ် ဒါဖြစ်လို့ရှိရင် तू ကဒီကျမတို့ဟိုဒီဒမတာနဲ့တခုတည်းနဲ့မဟုတ်ပဲနဲ့ပေါ့တခြားခန္ဓာကိုယ်အတွက်လည်းကောင်းကျိုးတွေအများကြီးပေးနိုင်သေးတယ်။အဲ့ဒါကတော့အဓိကအရေပြားနဲ့စပင်အတွက်ဖြစ်ပါတယ်။ခုနအရေပြားမှဆိုလို့ရှိရင်ဟော်မုန်းတွေမညီမညာဖြစ်တဲ့အခါမှာဒီဆယ်ကျော်သက်နဲ့အသက်20ကျော်မျိုးသမီးငယ်လေးတွေမှာဝက်ချံတွေအများကြီးထွက်တတ်ပါတယ်။ဒီဝက်ချံထွက်တာကလည်းတကယ်တော့ဒါသဘာဝတရားတစ်ခုလို့ဆိုပေမဲ့တကယ်တော့မိန်းကလေးတွေအနေနဲ့ဆိုလို့ရှိရင်ဝက်ချံထွက်တာကို ဘယ်သူမှမကြိုက်ဘူးပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ဒီဝက်ဆန်ထွက်တာကိုဟိုရှော့ချမယ်တားဆီးဖို့အတွက်ဆိုလို့ရှိရင်ဒီကိုကြီးတန်ရှင်းရလဲရေးကြည့်တယ်လို့ခုနလို့ evening bomb mouse eye ရလဲခုနီပေးနိုင်ပါတယ်ဒီဝက်ဆန်ထွက်တာမျိုးတို့မျက်နှာမှာဒီဟိုအမဲဆက်တွေဖြစ်တာမျိုးတွေတခြားဒီအရေးပြားလက္ခဏာတွေလည်းရှော့ချပေးပါတယ်နောက်ပြီးတော့သပင်ပါတာတို့သပင်ကျွတ်တာသပင်ဟိုကျိုးလွယ်တာပေါ့ဒါတွေကိုလည်းဒီ evening bomb mouse eye ကခုနီပေးနိုင်တာကိုတွေ့ရပါတယ်နောက်ထပ်ခြူချားရဲ့အာနိသင်ကကြတော့ evening bright mousse eye မှာသူကရောင်ရမ်းဓာတ်ကိုလျှော့ချစေတဲ့အာနိသင်ရှိပါတယ် အရောင်ရမ်းတက်ကိုလျှော့ချစေတဲ့အတွက်ကြောင့်မလို့ခုနကလိုကြော်သားတွေတင်ပြီးနာမျိုးတက်တာစေတဲ့အပြင်ကျွန်တော်တို့ဒီဒီအမျိုးသမီးကြီးတွေမှာပေါ့အသက်ကို90ကျော်60ကျော်ဖြစ်လာတဲ့အရွယ်တွေမှာဆိုလို့ရှိရင်ဒူးနာတာဒီခြေစစ်လက်စစ်တွေကြိုက်တာမျိုးတွေနောက်ပြီးတော့ဒီစီးချုံရှိတဲ့အမျိုးသမီးတွေမှာဆိုလို့ရှိရင်ဒီအာယုံကျော်ခြေပြားလက်ပြားလေးတွေမှာထုံကျင်တာလေးတွေကိုလည်းသူတက်တာစေတဲ့အာနိသင်ရှိပါတယ်ဒါကြောင့်မလို့ဒီ evening wellness oil မှာဆိုလို့ရှိရင်သူကကျွန်တော်တော်တာနဲ့ပတ်သက်ပြီးထက်ကိုတခြားဒီအရေပြားရောအရိုးအစစ်အတွက်ကော တခြားခန္ဓာကိုယ်ရောင်ရမ်းမှုတွေရောလျှော့ချစေတဲ့ကျိုးအာနိသင်ရှိတာလေးကိုလည်းမျှဝေလိုက်ချင်ပါတယ်ရှင်။နောက်ထပ်နောက်ဆုံးအနေနဲ့ကျွန်တော်အနှစ်ချုပ်ပြီးပြန်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဒမ္ဒါလာစင်မှာဒမ္ဒါလာနေတဲ့အမျိုးသမီးငယ်တွေအားလုံးအားဆိုလို့ရှိရင်အစားအသောက်ကအများကိုအရေးကြီးပါတယ်။အစားအသောက်အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အမျိုးအမျိုးသမီးကအများအားဖြင့်တန်တဲ့အားနည်းတတ်ပါတယ်။တန်တဲ့အားနည်းတဲ့နောက်ဆက်တွဲမှာဆိုလို့ရှိရင် သူအားနေတာဂျုံတွေ့ရတတ်တယ်မကြာခဏအလိုမူးဝေတာတွေပြီးတော့မှဒီမလုတ်ချင်မကင်ချင်ဖြစ်တာအလုံးလုံးတဲ့အခါမှာခွန်အားတွေနည်းနေတာမျိုးတွေအိတ်မပြောတာမျိုးတွေအထူးချစ်တတ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်အမျိုးသမီးတွေအနေနဲ့အမီအောင်အသားအဖြူအောင်သားပေါ့အစီနည်းတဲ့အသားတွေရေးပြီးတော့စားဖို့လိုအပ်ပါတယ်နောက်ပြီးတော့အစင်းအောင်ရှိတဲ့ဟင်းသီးဟိရွက်တွေနောက်ပြီးတော့ရေတက်ကျွဲသွားတဲ့အသီးနှံတွေရောမပြောသေးအစိအစံအစီများတဲ့ငါးတွေချောကလက်ပေါ့ နောက်ပြီးတော့ကျမတို့ဒီဆန်လုံးမျိုးတို့အုံချုံတို့ဒီလိုအာဟာရရှိတဲ့အစားအသောက်တွေကိုညညများတာအောင်စားဖို့လည်းအကြံပြုချင်ပါတယ်။ဒါမှပဲကျမတို့ပူပြီးကျန်းမာတဲ့ခန္ဓာကိုယ်ပူပြီးကျန်းမာတဲ့စိတ်ပူပြီးကျန်းမာတဲ့လူနေမှုဘဝကိုပိုင်ဆိုင်နေမှာဖြစ်ပါတယ်ရှင်။နောက်ဆုံးအနေနဲ့ကတော့ကျမရှောင်ကျင်းရမယ့်အချက်လေးကိုပြန်ပြီးတော့ပြောပြချင်တယ်။အဲ့ဒါကတော့ဓမ္မဒါလာဖို့နီးလာတဲ့ကာလတွေမှာပေါ့။ဥပမာဓမ္မဒါလာတဲ့ရက်ထက်တစ်ပတ်လောက်ကိုစောပြီးမှကျမတို့ကော်ဖီလက်ဖက်ရည်မျိုးလက်ဖက်တွေကိုစားတာကိုတတ်နိုင်သလောက်လျှော့ပါ။အိမ်မပြောတာတို့ဖိုင်းနာတာတို့ဖိုင်းအောင်နာတာတို့ပူပြီးစိုးစိတ်တတ်ပါတယ်။နောက်ပြီးတော့ ဟိုအဲ့ချိန်မှာစိတ်ကနည်းနည်းအပြောင်းလဲဖြစ်တယ်စိတ်ဆိုးလွယ်တယ်ဗိုက်စားတယ်ပေါ့အဲ့လိုဖြစ်တဲ့အခါမျိုးမှာကျမိုင်နေယူတဲ့အစားအစာတွေတက်နိုင်ကြများရှောင်ကျင်မှာအဲ့ချိန်မှာပို့ပြီးတော့စားကျင်တတ်ပါတယ်အငံများတာအချိုများတာအဲ့လိုတကြားများတဲ့အစားအစာတွေကိုပို့ပြီးတော့စိုက်တတ်တယ်ဒါပေမဲ့အဲ့ချိန်မှာတက်နိုင်ကြကျွန်တော် short စားမယ်အသီးနဲ့ဟင်းသီးတွေနုနေနုထွက်ပစ္စည်းလက်ဆက်တဲ့အစားအစာတွေပဲရွေးပြီးမှစားပေးပါဒါဆိုလို့ရှိရင်ကျွန်တော်အဲ့ကျမိုင်နေယူတဲ့အစားအစာတွေကိုဒီအငံများတဲ့အစီများတဲ့အစားအစာတွေကစိတ်အပြောင်းလဲကိုပို့ပြီးတော့စိုးစေတတ်ပါတယ် ောက်ပြီးတော့လူကိုခဏကိုပို့ပြီးတော့ဝါးစေတယ်ဒီရောင်ရမ်းမှုကိုပို့ဖြစ်တဲ့အခါမှာတင်းပြီးတော့နာကျင်တာမျိုးတွေကိုခံစားရတဲ့ပြဿနာတွေပို့ပြီးတော့ဆိုးလာတာမျိုးတွေရှိတတ်ပါတယ်ဒါကြောင့်ဒါလေးတွေသိထားဖို့လိုအပ်ပါမယ်ဆေးလေးအရက်ဘီယာကိုတော့ကျမနဲ့မိမိတို့တခြားမလို့ရှောင်ကျင်တင်တယ်လို့အကြံပြုချင်ပါတယ်ရှင်ဒါဆိုလို့ရှိရင်ကျမတို့ဒီဒမ်ဒါလာချင်းဆိုတဲ့အကြောင်းအရာလေးတွေကိုသိချာသိထားမယ်ဒီဒမ်ဒါလာစင်နဲ့မလာခင်မှာကြုံတွေ့ရတဲ့ကျမကြီးရဲ့ပြဿနာတွေကိုလည်းသိချာသိရှိထားပြီးတော့ဖြေရှင်းနိုင်မဲ့နည်းလမ်းလေးတွေကိုသိထားမယ်ဆိုလို့ရှိရင် အများကြီးစိုးရိမ်စရာမရှိပါဘူးဒါကသဘာဝတရားဖြစ်ပါတယ်လက်ခံဖို့ရည်ကြည့်ပါတယ်ကိုကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ငယ်တဲ့အမျိုးသမီးတွေကိုလည်းပညာပြန်ပေးဖို့လိုအပ်ပါတယ်စိုးရိမ်တာကြောက်ရွံ့တာလူကြီးတွေကိုမပြောရတာမျိုးတွေမရှိဘဲနဲ့ဒီလိုတန့်ရှင်းရေးကိုဂရုစိုက်ပြီးတော့စံစမ်းမှမှရွှေရွှေလန်းလန်းနဲ့ဒီလိုကာလကိုအကောင်းဆုံးကျော်ဖြတ်နိုင်တယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုလေးကနေတစုံတရာအကျိုးရရှိတောင်းမယ်ဆိုလို့ရှိရင်ကျေနပ်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင် CFAM, caring for well-being.